မင်္ဂလာပါရှင်။မောင်လေးမမအယူစု channel လေးကနေနှွေးထွေးစွာကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့အညိုကဇမ္မာခင်ခင်ထူရေးသားထားတဲ့ဝိထုတိုလေးတစ်ပုဒ်ကိုဖတ်ပြပေးသွားပါမယ်နော်။ဂျူအီယာဝီမြင့်စိတ်ကစင်ချင်းရှောကုံမြင့်ကိုဂိုက်တော်တော်များများတက်လာရင်ပဲဒီရက်ွက်ကလေးကိုစတွေ့ရမှာပါ။ မြစ်စိတ်ကန်ထိတ်မှာတော့ကြီးမားတဲ့ညောင်ပင်ကြီးရှိလေရက်ွက်ကလေးနဲ့မြစ်စိတ်ကိုနေချထားတဲ့ညောင်ပင်ကြီးပေါ့ညောင်ပင်ကြီးကကြော်ရင်ဖုံးတတော်တော်ထနေတဲ့ရက်ွက်ကလေးထဲကိုရောက်နိုင်ပြီကိုရဆိုင်လေးတွေအမိုးအကမရှိပဲအတော်ဆိုင်လေးတွေကိုဖြတ်သွားပြီးရင်တော့ခက်စိတ်စိတ်အိမ်တွေပြုံစုနေတဲ့ရက်ွက်ကလေးထဲတကယ်ရောက်ပြီး ဒီရက်ွက်ကလေးမှာအိမ်ထောင်ဦးစီးယောက်ျားသားတွေထက်မိကိုယ်သူမိန်းမတွေကလေးတွေကပိုများတယ်။ဒါဒါလဲတဘာဝပေါ့လေ။ဒီတော့တည်င်းတစ်ခုရှိရင်ပြန်နှံ့လွယ်တယ်။အဲ့ဒီတည်င်းဟာမူရင်းထက်အပူတာရှိမယ်လို့ရဲဆိုတာမရှိသလောက်ပဲ။တယောက်အတင်းတယောက်ပြောကြပြီးနေမကူခင်အပြုံးခံရသူရဲ့နာရောက်သွားတယ်ဆိုပါတော့။ တင်တာရှင်းကြတယ်ကြီးကျူးဖို့ကောင်းတာကသူတို့ဟာဝန်ခံဆရာရှိရင်ကိုယ်စကားကိုပြမဲ့ဝန်ခံရဲကြတယ်ဘူးကွယ်ဟန်ဆောင်မနေကြဘူးပြဿနာကိုအော်ကြီးဟစ်ကျယ်ရှင်းလေငေကျိုးငေနာဖော်တယ်ဒီထက်ပြင်းထန်လာရင်တော့တတ်ကြပုံကြလိမ့်မယ်နေရလောက်ရှိရင်သူတို့ပြန်တဲ့သွားကြတာပါပဲပြီးရင်ခါတိုင်းလိုပဲတယောက်စီတယောက်ချင်းကြငါးကြပြန်ရောတယောက်အတင်းတယောက်ပြောကြပြန်ရော လမ်းဘေးကွင်းရာဆိုင်ကမိအေးနေငယ်နေတဲ့အကြောင်းသူ့ယောက်ျားကိုဖူးထောင်ရဲ့နားရောက်အောင်ပူနိုင်ကြတယ်။ပူနိုင်စို့သူတို့အိမ်တွေကလည်းလုံခြုံတာမှမဟုတ်ပဲကူကိုဖူးထောင်နဲ့မိအေးတတ်ကြပုံကြဆိုရင်တော့ဝင်မဆွဲပဲဝိုင်းကြည့်ကြတယ်။နောက်ဆုံးနှစ်ယောက်စလုံးမောပန်းပြီးညင်သက်သွားပြီးဆိုမှကိုအိမ်ကိုပြန်ကြတယ်။နောက်၃ရက်လောက်ဒါမှမဟုတ်နောက်ထပ်တည်င်းတစ်တခုမပေါ်မခြင်းတော့မိအေးတို့လင်မယားတတ်တဲ့အကြောင်းကလူတိုင်းသက်ဆက်ပြားမှ ာအမြုပ်တစီစီပဲစီလိမ့်လိုက်တဲ့မိတီတယောက်အသက်30မပြည့်သေးပေမဲ့လင်း3ယောက်ပြောင်းပြီးတဲ့အကြောင်းကတော့တည်င်းဟောင်းသွားပြီကို အိမ်ထောင်စုငါးစုပြုံနေကြတဲ့ဦးအောင်မောင်တို့ဝိုင်းတိုက်ကတလုံးသေးသောအိမ်သားကြီးကတော့ပြင်ယုံမကမောက်ရှန်တောင်ကြနေပြီ။နှခုခက်ကြဲကြဲအိမ်သားခွေကဝါးစားရီမှာကန့်ညိနေတဲ့အဆိုင်အခဲတွေကဝါကျင့်ကျင့်တောင်မဟုတ်တော့ဘူးညိုမဲလို့ရင်ကောင်တွေကတဝီဝီပြန်တန်းနေတယ်လို့အနန်းကလည်းထောင်းထောင်းထားအိမ်ကြီးနာချင်းတွေမှာအသက်အောင့်ထားရတာ အသက်အောင်ထားရတော့တာပေါ့ကြာတော့အသက်တောင်မရှူဝင်းအောင်ဖြစ်လာတယ်ဒီတော့မှရက်ွက်လူကြီးကိုပြေးတိုင်တယ်လူကြီးကပထမအကြိမ်ဝန်းနေပေးတယ်မမှုဘူးဒုတိယအကြိမ်လည်းဒီအတိုင်းတတိယအကြိမ်ရောက်ရင်တော့ကမန်းကတန်းအမိုက်ဖို့ရတော့တာပဲလူကြီးကိုကြောက်လို့တော့မဟုတ်ဘူးလေးစားလို့တော့မဟုတ်ဘူးသူတို့ကိုယ်တိုင်ကို အသက်မရှူနိုင်ကြတော့လို့ဒါပေမဲ့အနန်းကတိတ်မပြေခြင်းဘူးလေဝိရင်အနန်းကကပ်ပါလာတော့ ဝုံမောင်တို့ငါးအိမ်တောင်စုပေါင်းဆက်ပေါင်းငွေကောက်ခံတယ်။နောက်ထပ်အိမ်သာချင်းတစ်လုံးထပ်တူတယ်။ဝါတို့တို့ကျဲတဲ့အိမ်သာခွေကိုကျင်းနေပစ်ချတယ်။အိတ်ဆုပ်တွေကာထားတဲ့အိမ်သာလုံးကိုရွှေ့တင်လဲပြီးပြီပေါ်အစ်စ်တစ်လုံး ဒါပေမဲ့ twin ကလည်းတိတ်လူ30ကျော်တန်ကလည်းမတိတန့်ရှိသုံးကရိယာတွေကိုလည်းကျင်းတဲ့ပြချဆိုတော့ခဏကလေးနဲ့ပြန်ပြေးလာပြန်ရောမောက်ရှန်လာပြန်ရော အနန်းကမခံမရနိုင်အောင်ထွက်လာရင်အိမ်ကြီးချင်းတွေကရက်ွက်လူကြီးကိုပြေးတိုင်ကြပြန်ရောထုံးစံအတိုင်းပထမအကျိန်ဒုတိယအကျိန်တတိယအကျိန်တတိပေးတော့မှ အမိုက်ဖို့ပြစ်လိုက်တယ် ပြီးတော့မမတီသေးတဲ့အရင်တွင်ဟောင်းပြန်ဖို့တယ်ဖော်ထားတဲ့မြကြီးမဟုတ်ပါမဟုတ်ရဲ့ညီဆိုးဆိုးအနံကပူလို့တောင်ဆိုးရဲ့ဒါပေမဲ့အဲ့ဒီဦးအောင်မောင်ရဲ့အိမ်သားကဆက်နေရသည့်အနံကိုအိမ်နီးနားချင်းများကတီးခန့်ကြတယ်လို့ရက်ွက်လူကြီးကလည်းတလားကိုနှစ်ကြိမ်လောက်တော့စိတ်ရှည်လက်ရှည်ရှင်းပေးတယ် ူတန်းသေးတို့အိမ်ကတော့အလုံနာတဲ့နေ့ဆိုရင်ဆောင်းပေါင်းနှလုံးကိုအိမ်ရှိကပြင်းမှာထုတ်ပြီးမနာတန်းဖွင့်တယ်။သူအလုံမနာရရင်ကက်ဆက်နာရတယ်။သူ့မိန်းမမချိုကကက်ဆက်ခလုတ်တွေကိုဖွင့်တက်ပိတ်တက်တာမဟုတ်ဘူး။ခွေကတော့ခွေစုံကိုဖွင့်တာတွန်သေးဆိုအောင်ဇော်ဝင်းသူပူဤစံတကယ်ကိုအစုံဖွင့်တာလေ။ဖွင့်ရင်လဲဇက်တိုက်ဖွင့်တယ်။နာဘူးလာတဲ့တယောက်ယောက်ကအိမ်ခေါင်း အိမ်ခေါင်ပေါ်ဒိုင်းကနေခဲတစ်ချက်ပြစ်လိုက်ရင်မချူကဘက်ထရီကလစ်ထပြုတ်တဲ့ပြီးဟေးဘယ်ကာလနာလဲငါအိမ်ကိုခဲနေထူတာခုရှိလို့ကိုဖွင့်တာဘာဖြစ်လဲဘသူမှဂယူမဆိုင်ဘူးဟေးမိချူတဲ့တချို့တဲ့ရှိတယ်ထအော်တော့တာပြီးရင်ဘက်ထရီကလစ်ကိုပြန်ချိန်တယ်ဝေါကနေအတန်တွေထွက်ကြလာတယ် မချူကအဲ့တလို့နှုတ်ချမ်းအားချမ်းရှိပေမဲ့ခေါင်းကိုစီလိန်ချိုးကလေးတပြားပြားလှုပ်တက်တဲ့သူ့ယောက်ျားကိုတော့မရငယ်ယူမှအလွန်ဆိုးတာကလားနာမည်ခေါ်တာတောင်ကွန်းသေးတဲ့ကွန်းသေးရဲ့ဒီနေ့တော်ကြိုက်တတ်တဲ့ဝတ္တဏီချက်စီပြန်ကလေးချက်ထားတာရဲ့တော့လို့ပြောပြီမဲ့တကယ်တမ်းကျတော့ရေထိုးထားတဲ့ဝတ္တာ15ချက်တာလောက်ကရေပေါ်ပေါ်လုံးမျောနေတာ မြင့်တဲ့တကောင်အထိတယောက်ယောက်ကထွက်မအော်ရင်ဝိုင်းမသိမ့်တတ်တဲ့ဂျီဆိုးတို့ဂီတာဝိုင်းကတော့ညတိုင်းလူငယ်တွေနဲ့အုံအုံထလို့ဂီတာဝိုင်းစပြီဆိုတာနဲ့ရောက်လာပြီးတင်ကြီးကြိုတဲ့တင်းထွန်းခေါ်ပြဲကြီးတစ္ဆက်ကမြင့်တန်းခေါ်နှာတွန်းဘာအလုံးမှမရှိပဲလက်ရလက်ရចောင်းသားလူထွက်ကြော့တော်မြင့်ဦးခေါ်ဖင်ကသူတို့နာမည်ပြောင်းတွေကနာမည်ရင်းထပ်ပို့ပြီးလူတိများတယ် ကြီးစိုးကလည်းငှက်ဆိုးဆိုပဲတခါတလေသူတို့ဝိုင်းကိုဧည့်သည်တော်တယောက်ရောက်ရောက်လာတတ်တယ်။ မြစ်စိတ်ကိုလေကမန်းကရန်ထိုးဆိုင်ပြီးရေမချိုးထမင်းမစားပဲကုန်းပေါ်တက်တချင်းဝင်ဟစ်တက်သူကလည်းညီညီမောင်ခေါ်ဝက်ကြီးတဲ့လေတကယ်တော့တချင်းကလေးတပုတ်ဆိုဖို့သူလာရတဲ့ခရီးကနီးတာမဟုတ်ဘူးအထက်မလဲရွာကတောင်လာရတာဖအေကလေသူကြီးတောသားပေမဲ့မက်ဒလင်ကိုအောက်တဲထင်နေတဲ့ကောင်ဆိုတော့ဂီတာရှိတဲ့ဒီဘက်ကန်ကူကူလာရတာလွယ်တော့မလွယ်ဘူးဝါဒနာကိုပြီးတော့ဂီတာဝိုင်းကိုခင်မင်တာထက်ဂီတာ ီးတဲ့အုတ်ခုံလေးရှိဆန်တိုမလေးကိုရှိတ်ချင်တာလဲပါတာပေါ့လေသူတူကိုရှိနေတဲ့မထာစနေဒါပေမဲ့ကိုရဲ့ဘဝဟာချုပ်တဲ့ရာမင်းအတိပါသူတူကိုလပြနေတော့ချီရဲ့နိုင်တဲ့အလားလေးပုံပဲ့သွားရင်ကိုရင်ကျိုးရကြည်ရဲ့အော်တနေ့နေဝေးရမလား နှုံချတဲ့အနှုံဆုံးဘဝနဲ့ဒီနေရာရောက်တော့ငတ်ဆိုးလို့အဖွဲကဟိကောင်ဝက်ကြီးမင်းဆိုတာလူနေသေးတယ်ကွာဒီမှာဒီလိုနှုံချတဲ့အနှုံဆုံးကုဆုံးဘဝနဲ့အဲ့တလို့ကွာမလဲရွာသားဝက်ကြီးကတော့တကယ်မှတ်ရှာတယ်အတန်ကိုမြင့်တဲ့ပြီး လုံချတဲ့အလုံးစုပ်ကုန်းစုပ်ကွားနဲ့ကိုအော်ဆိုတယ်ထက်ကြော်တယ်ငဆိုးလိုအဖွဲဥရီလိုက်တက်လာပြီးကွဲရကြမှတဝါဝါနဲ့ရေကြတယ်ဆန်တူမလေးကိုဝက်ကြီးတကယ်ပဲလက်ပြနဲ့တောင်မထိလိုက်ရပါဘူးတခြားတယောက်နဲ့ရီစားဖြစ်သွားတယ်အဲ့ဒီအခါမှာတော့ဝက်ကြီးရဲ့တခြင်းကလည်းပြောင်းသွားပြီဒီလန်းလေးကိုနောက်တစ်ခါပတော်မှမလာတော့ဘူးဒီမိန်းမကိုနောက်တစ်ခါပတော်မှမကြည့်တော့ဘူး မကြည့်ချင်လို့လည်းမရဘူးလေစန်တိုမလေးကသူတို့ဂီတဝိုင်းရှိမှာပဲသူ့ကောင်လေးနဲ့ဖြတ်လျှောက်ပြတယ်။တမင်လည်းပြန်ပြုံးပြတယ်။ခုံစွားခုံစွားဖြစ်နေတဲ့ဝက်ကြီးကိုငှက်စိုးတို့ကဝိုင်းအားပေးကြတယ်။ချင်းစိမ့်နဲ့မိတ်တလင်သူကျင်မကိုကျင်မပေါ်ဝက်ကြီးရာမိမပေါ်ပါတယ်ဒီမှာဟိတ်ကောင်ဝက်ကြီးဟစ်ဆန်းกว่าကျမတောင်းတခြင်းငတ်ဆိုးကဂီတာဆွဲတဲ့ပြီးအတော်ကလေးဝင်လာရင်ပဲ မိမရိမိုးလို့ပေါ်တဲ့လောကကြီးထဲမှာတို့ယောက်ျားရိမွေးဖွားကြီးပြင်လာအာလုံးတန်ပြားဟစ်ကြတယ်ဒါပေမဲ့အတန်နာတာပဲအဖက်တင်နေစန်တိုမလီကအိမ်ထောင်ကျသွားပြီသူ့ဤစားကောင်လေးနဲ့တော့မဟုတ်ဘူးတခြားတယောက်နဲ့ဟေ့မဲမုတ်ဆူမအိမ်ကညှော်ကြနေတာလဲရင်တရက်လုံးကိုမှုန်ထူနေတာပဲ ဒေါ်တုံမာကခုနှစ်တန်းချီဟစ်လိုက်တော့ညော်လုံးနေတဲ့ဒေါ်ကြည်ငွေရဲ့တမိသုံးယောက်ထွက်လာကြတယ်။စီရှိလို့ကြော်တာဘာဖြစ်တယ်လဲသူများလို့ကြော်တင်လို့တောင်ကြော်နိုင်ရဲ့လား။ ဘာပြောကောင်းမလဲရံဖြစ်ကြတော့တာပါပဲတယောက်တခွန်းဆဲချဆူချာနဲ့အတန်တွေပြာအက်လာတဲ့အထိတစ်ဖက်မှမလျှော့ဘူးညောတဲ့ဦးကတော့အနက်အကင်းတည်သွားပြီနားကလော်လာတဲ့ဒေါ်တုံးမရဲ့ตาပေါက်ကြော်ကဝလုံးနဲ့ပြေးတဲ့ပြီးရှမ်းလိုက်တယ်ဒေါ်ချင်းဝင်နဲ့သမီးသုံးယောက်အိမ်ထဲကိုအလူအယက်ပြေးဝင်ကြတယ်ပေါကြောကဒေါ်ချင်းငွေအိမ်ဝင်အိမ်ဝင်ထရန်ကိုဝလုံးနဲ့တပြန်းပြန်းရိုက်တယ်။ငါအမေကိုဆဲတဲ့အကောင်မတွေထွက်ခဲ့ ပေါကြောကစိန်ခေါ်တယ်။ဒါပေမဲ့ဘသူမှထွက်မလာကြပါဘူး။မိမသားတွေကြီးမဟုတ်လား။ကိုကညောမဟစ်ပဲကြော်မိတကူပြီးတော့ပေါကြောကိုလည်းကြောက်ရသေးတာ။ဒီရက်ွက်လေးထဲမှာပေါ့ကြော်လိုပဲကြောက်ရတဲ့သူနောက်တယောက်ရှိသေးတယ်။ဥပစင်းလူထွက်ကိုအေးလေးရက်ွက်ထဲကတော့သူ့ကိုဥစင်းကိုအေးလို့နှုတ်ကြိုးနေကြပြီ။ကို လူမျိုးကြီးလုံးနေလို့သူဘာကြောင့်ဥပစင်ထွက်လာရတာလဲဆိုတာကိုဘသူမှနားမလည်ကြဘူးသူကမဟုတ်တာလုပ်ခဲ့တယ်လို့မဟုတ်တာလုပ်တဲ့သူအကြောင်းဆိုဟောင်းပါဟောင်းပါလုံးတော့တာသူမထင်ရင်လဲတစ်ဖက်လူမရှိရမ်းတတ်သေးတယ် သူ့ကိုသူ့ပြိုင်ပြောရအောင်ကလည်းသူပြောတာအမှန်ဖြစ်နေရင်ငြိမ်ကြီးပြီးတော့အကြောင်းရှိတယ်လေဒါပေမဲ့လူတယောက်မှာအကြောင်းအလန့်တစ်ခုခုတော့ရှိနေတတ်တာမဟုတ်လားဦးစင်းလူထွက်ကိုအေးလန့်တာကသူ့အဖေကိုလည်းမဟုတ်ဘူးသူ့ရောင်ဖရက်ွက်လူကြီးကိုထွန်းဖေကိုလည်းမဟုတ်ဘူးသူလန့်တာပင်စင်ယူထားတာတိတ်မကြသေးတဲ့ဥပစံကိုပဲ ဥပစံကရွှေဘူတင်မောင်အဖွဲရဲ့စရံစင်မင်းဇထုတ်ခွေကိုအသေးဆွဲကြိုက်တာကြိုက်လိုက်တမနေကုံနဲ့နေခမ်းမနာတမ်းဖွင့်တယ်ပစက်ကလိုက်ဆိုတယ်တွေ့ရလူကိုပြောတယ်ရက်ွက်ထဲကပုံကက်ပြောတတ်တဲ့ဥတန်လုံးကတော့ ဘဝဆက်တိုင်းဆက်တိုင်းဥပစံအိမ်ကရွှေဘူတင်မောင်တိတ်ခွေနဲ့မစိန်သေးအိမ်ကဆိုင်ကယ်မပြည့်ရပါစေနဲ့ဗျာလို့ပြောတတ်တယ်။ဒေါ်စိန်သေးတို့ကတလုံးလုံးကတင်းထီပေါက်တယ်။ဘလားပေါက်တလဲတော့မသိဘူးဆိုင်ကယ်တစ်စီးတော့ဝယ်ပြည့်အောင်ဝယ်တယ်။အဲ့ဒီဆိုင်ကယ်ကိုဒေါ်စိန်သေးရဲ့သားသမီး၃ယောက်လူလဲနဲ့စီးတယ်။တယောက်စင်းတယောက်ခွလူသာနားတယ်ဆိုင်ကယ်မနာရဘူး။ ဥပစံအိမ်ကရွှေဘူတင်မောင်ကမှတခါတလေနားရသေးတယ်။တဲစစ်မီမလာတဲ့နေ့တွေမှာပေါ့လေ။တဲစစ်မီဆိုလို့ဒီရက်ွက်ကလေးထဲမှာတကယ်ကြတော့မီတာမရှိပါဘူး။မီမလာရင်ဘက်ထရီအသွင်းအမသွင်းရလို့ပါ ။ဥပါဆန်ကတိတ်ခွေဖွင့်ယုံနေတဲ့အမိတ်အားရတာမဟုတ်ဘူး။တွေ့တဲ့လူတိုင်းကိုစရံစင်မင်းဇထုတ်အကြောင်းပြောတယ်၊ဆွေးနွေးတယ်။ရှီဘူတင်မောင်ဇက်ထဲကစရံစင်မင်းအတန်တယုတ်ဆောင်သူတူဦးဦးရှိနေသေးရင်ဂုံပြူးချင်းချင်းတယ်လို့တောင်ဆိုလိုက်သေးရဲ့။ ကြာတော့လူတွေကဥပစံနဲ့စကားလက်ဆောင်ကြရမှာတောင်ကြောက်လာကြတယ်။စကားလက်ဆောင်ကြဖို့မပြောနဲ့မျက်နှာချင်းဘွားကနေဆိုင်မိရင်ပဲမတိမတာရှောင်ထွက်ကြတာလေ။မိလိုက်ရင်လည်းမလွယ်ဘူးကို။အဲ့ဒီဥပစံကလူ ူအားဖြစ်နေတဲ့ဦးစင်းလူထွက်ကိုအေးကိုတော့အမိအယဖန်တယ်။ဦးစင်းကိုအေးခင်ဗျာလူခင်ဖြစ်နေတာကတကြောင်သူဦးပစင်းဘွားကဆုံးခံအိမ်ဖြစ်ခဲ့တာကတကြောင်ဆိုတော့အားနာရတာပေါ့လေ။အားနာတော့ပေနေရတယ်။သူပေနေရတာကိုတိပုံမရတာလားတိတိနဲ့ပဲလားတိတိနဲ့ကပို့ပြီးဖြစ်နိုင်တယ်။ဦးပါဆိုင်ကတော့ရွှေဘူတင်မောင်းလေး အလိုက်အတိုင်းငူစည်းမိတောင်တဟဲဟဲပြလိုက်သေးရဲ့ဒါကြောင့်ဥပဇံဟာဒီရက်ွက်ထဲသူ့ွယ်ရမှာစရံပါဆန်လို့အမိတွင်နေတယ်။ ရက်ွက်ထဲမှာလူချမ်းသာစရင်ဝင်ဗီဒီယိုရုံပိုင်ရှင်ဥပေါင်းစားတယောက်ကတော့နိုင်ငံသားကမပြရလို့ပိတ်ပင်ထားပေမဲ့လို့တိတ်တော့စိတ်ညစ်ဟန်မတူဘူး။သူမလုပ်ရမယ်ဆိုတာသူသိတယ်။လူရဲ့တချို့ကဥပေါင်းစားအနာကပ်မိလိုက်ရင်သူကခေါင်းတစ်ချက်ညှိပြလိုက်တယ်။ဒါပဲမိတဲ့သူကသူ့ခေါင်းကိုသဘောပေါက်တယ်။ ဗီဒီယိုယုံမှာရောင်စုံမြေပြူတွေပရပွားနဲ့ခြေမုံထားတဲ့တင်မုံကြီးကိုဥပေါင်းဆာရဲ့သားချစ်တူက အနီးကကြည့်တယ်။ခက်ဝေဝေကကြည့်တယ်။အာမရနာနဲ့နောက်ထပ်တရစ်ထက်ချဲတယ်။ကာလာစုံနိုင်သမျှစုံအောင်သုံးတယ်။သူကဆိုင်းပုတ်တာဝန်ခံကို ညအချိန်ရောက်ရင်တရက်လုံးရှိသမျှကလေးမိန်းမတွေရုံထဲစုပြုံဝင်ကြတော့တာပဲအခွေထိုးလိုက်တာနဲ့တပြိုင်နက်ရှိသမျှပြတင်းပေါက်အလုံးပိတ်တယ်လေမဝင်တော့လောင်အိုက်လာပြီးချွေးပြိုက်ပြိုက်ကြကြတယ်ဒါပေမဲ့တစက်ကလေးမကြီးကြဘူးအာယုံကဖန်သားမြင်ပေါ်မှာကြီးပဲအိုက်လုံးမကအိုက်လာတော့မိတ်တွေရာလာဟန်တူပါရဲ့နုစုကလေးတွေအုံဟိုကြတယ်မအီလောက်တူကကလေးတင်မားကိုတစ်ချက်နှစ်ချက်ရိုက်တဲ့ပြီးပါဇက်ထဲနုပိ င်ကလေးတက်လိုက်တယ်။ကလေးအငုံတိတ်သွားတယ်။နောက်တော့အိပ်ပျော်သွားရှာတယ်။ချွေးတွေကတော့နစ်လို့ပေါ့။ဗီဒီယိုဗက်စီကမိဆက်တန်တကြုံကြုံကိုကိုပွေးကြောင့်တို့အဖွဲကမမှုဘူး။အရက်ပုံဆိုင်လေးထဲမှာပဲဆိုင်ရှင်မတန်းကြီးကို တူတူကျိတ်ကျိတ်အမီးတောင်းတယ်။မတန်းကြီးကလာသမ ्या ဧည့်သည်တိုင်းကို အမီးထုတ်ပေးတာတော့မဟုတ်ဘူး။လူကြည့်ပေးတာနံပါတ်ချင်းတော့ငချင်းကြီးခွန်ကျော်စိတ်သား၆ဖုတ်သူဟာနေသူ တခါကအကြီးချံမဆက်ပဲဖဲရှုံပြစ်တဲ့ကိုပွေးကြောက်ကိုအိမ်တန်ရာရောက်သွားဆဲပြီးပြီဆဲပြီမဲ့လို့ကိုပွေးကြောက်ကတော့မလုံပါဘူးသူ့အချင်းမှမဟုတ်ပဲကိုကိုပွေးကြောက်ရဲ့မိမမတီးတာကတော့ငိန်ခံမနေပဲသူ့ယောက်ျားကိုပလိစစ်စစ်တယ်ဒီတော့မှဖဲရှုံလာရောအရက်အရက်ကျွေးတင်တာရီရောအကုန်ပေါ်တော့တာမတီးတာက ကျိန်တော့ကုပွင့်ကြောက်ကထကံလဲမတိတာကလည်းဘဲခံမလဲနဗန်းထလုံးဖြစ်တာပေါ့ကုပွင့်ကြောက်ကမတိတာရဲ့သပင်ကိုဆွဲနေတယ်မတိတာကလက်လန်းမိတဲ့မြအတွေ့တမြအကိုက်ဆွဲတယ်မတန်းဤတယောက်လင်မယားတတ်တာဝင်ဆွဲရအကောင်လို့နို့လက်ပြန်ရအကောင်လို့နို့နဲ့မထူးဘူးဆိုပြီးလူအုပ်ထဲရောရောင်ကြည့်နေလိုက်တယ် ဒီအရင်ထဲမှာလင်မယားရံဖြစ်တာဆန်းနာတော့မဟုတ်ဘူးကိုတောက်ထိန်နဲ့မတန်ဘူးလို့လင်မယားဆိုညနေမိခွက်ထွန်းချိန်ရောက်ရင်အချိန်မှန်ရံဖြစ်နေကြရံမဖြစ်တဲ့နေ့ဟာတယောက်ယောက်အိမ်မှာမရှိတဲ့နေ့ပဲတနေ့လာလဲချင်မောင်ဆက်ချင်နဲ့ပဲလော်ပဲနေ့ဟာဟင်းပြောင်းစမ်းမအောင်တန်းဘူးရပြောတော့တယ်လွယ်ကလေးလေးယောက်နဲ့6ယောက်ဦးကြီးကိုတော်ကဘာဟင်းနဲ့ထိန်းထားခြင်းသေးလို့တော့ မတန်းဘူးကပြန်ပက်ရင်လည်းကိုတောက်ထိန်ကခံကျင်တာမဟုတ်ဘူးဒီတော့ဆက်စကားများကြတယ်တခါတလေရင်ဖြစ်ရင်နဲ့ရချင်းတောင်ပေးလိုက်သေးရဲ့ဒီမှာတန်းဘူးနင်းပောင်ထားတဲ့ငါပစိုးကိုလာစံ၃ရက်နေရအောင်ရေးထားရင်ထားမထားလို့ကတော့အဲ့ဒီမိကြတိမယ်ဆိုတာမျိုး တော့အရင်အပတ်ဥပုပ်တော်ကစက်ထိုင်ကပေါက်ဆူးပေးလိုက်သည်ဆိုဒီတခါဥပုပ်ကြရင်တော့ကျုပ်ကိုယ်တိုင်လောက်ခသွားရှင်းမယ်ဂျားတဲ့ယူသုံးထားရင်တော့လာဟင်းလာမဲ့ဥပုပ်နေကြရင်တော်မလွယ်ဘူးမတ်ဆိုတာမျိုးတခါတလေသူတို့လင်မယားရံပြေးလိုက်ကြတာထမင်းမစားဟင်းမစားဒါပေမဲ့သူတို့လင်မယားဘရောမကွဲမှာမဟုတ်ဘူးဘာလို့လဲဆိုတော့ကလေးကလေးယောက်ကိုစုံဖြစ်နေတော့အညီအမျှခွဲဝေယူရမှာကြောက်လို့တဲ့ ရက်ွက်ထဲကကလေးတွေကတော့နေထွက်ကနေဝင်အတကုံဆော့လာပေတီးဝိုင်းအယုတ်ကထက်ဆွန်လွတ်ကြယုံဆိုတော်သေးရဲ့အခုတော့ဗီဒီယိုကားတွေကြည့်ကြည့်ပြီးပါဇက်ကတရားရအောင်တယောက်နဲ့တယောက်ကန်ကြကြောက်ကြတက်ကြပုတ်ကြကလေးတွေကတော့ခြားတန်းကစားတာလို့ပြောကြတယ်ခြားတန်းဆိုတဲ့ကစားနည်းဟာသူတို့ခေတ်ကမ ပေါ်ပေါက်လာတဲ့ကစားနီးသစ်တစ်ခုကိုအဲ့ဒီကလေးတွေကြောင်းနေလောက်တဲ့အရွယ်ရောက်ရင်ရက်ွက်ထဲကမူလာတန်းကြောင်းကလေးမှကြောင်းနေကြတယ်။မနဲ့လင်းရင်လွယ်အိတ်ဆွဲကြောင်းသွားခဲတန်းစာအုပ်အစုံအလင်းပါမပါဘဲမိဘကမှတစ်ချက်ကလေးဖွင့်မကြည့်ဘူး။ကြောင်းပြန်လာရင်လွယ်အိတ်ကိုဖုတ်ခင်နေပြစ်ချပြီးဆော့တော့တာပဲ။ ည9နာရီထိုးလို့နေရင်ဝင်းနဲ့ချက်မရမကပူစားပြီးဗီဒီယိုရုံကိုပြေးတော့တာပါ ထူးဆန်းတာကအဲ့ဒီကြောင်းသားတွေဟာညညအစမအန်ကြတာပဲဒီရက်ကွက်မှာစာအန်တန်မကြားမကြားရဘူးကလေးတွေရဲ့ပါဇက်ဖျားမှာတော့ကြောင်ညာတချင်းတွေနဲ့ဗီဒီယိုရုံရှင်အကြောင်းတွေသာရေးပန်းစားနေတော့တာဒါကလည်းသူတို့ခေတ်ကျမှပေါ်ပေါက်လာတဲ့အာယုံသစ်ကို ကလေးတွေလိုပဲရက်ွက်လေးထဲမှာစီကားနေတတ်တာခွေးတွေပဲခွေးပိန်ခွေးဝဲစားခွေးပုခွေးပေါင်းကိုစုံနေတော့တာလေခွေးတွေကြားမှာအထင်ပေါ်နေတာဘူမဆိုတဲ့ခွေးမလေးပါဘူမကအမွေးစုပ်ဖွားဖွားနဲ့နိုင်ငံခြားခွေးမမျိုးလေဒီရက်ွက်လေးနဲ့လက်တကန်အကွာကအေယာဝီစိတ်ကမ်းမှာ ကုံလာချတဲ့တင်းမွန်တစင်ကမိကျန်ရိတ်ခဲတာပါဘူမကိုတော်ခင့်သားမြင့်အောင် မြင့်အောင်ကမြစ်ထဲရေချိုးသွားရင်တွေ့လာခဲ့တာခွေးပေါက်စနလေးတုံးကတော့မြင့်အောင်ကဘုံမကိုတိတ်ချစ်တာသူနဲ့အတူအိတ်တယ်အတူစားတယ်သူ့မုံဘိုးထဲကတော့နွားနို့ဝဲနွားနို့လေးဝဲတိုက်အမဲယူလေးဝဲတွေးသေးတာလေငွေပီးပီးလာဝဲတာလည်းမရောရက်ခဲ့ဘူးတဖြည်းဖြည်းနဲ့ခွေးကလေးကြီးလာတော့မြင့်မြင့်အောင်ယိုးဤသွားတယ်အင်ကသမီးရေတောက်ချင်တော့မတောက်ချင်နေပြစ်ထားတယ် ခွေးကံပဲနောက်တော့ပုံမကတခြားခွေးတွေနဲ့အတူ အရက်ထဲလဲလဲခိုးစားတော့တာပဲညနေထမင်းစားချိန်ရောက်ရင်ရက်ွက်ကလေးဟာခွေးလိုက်ထုတန်းခွေးအော်တန်းကလေးငိုတန်းတွေနဲ့စီစီညံနေတော့တယ်မနက်မူလင်းကမိုးချုပ်တဲ့အထိအတန်မျိုးစုံနဲ့စုညံနေတတ်တဲ့ဒီရက်ွက်ကလေးကအစိပြက်စရာကောင်းပေမဲ့ဘယ်တော့မှခိုးရပါပစ္စည်းမမိဘူးလူတန်းမှုမရှိဘူးဥပဒေနဲ့ညှိစွန်းတဲ့တစုံတရာအမှုတောင်မရှိဘူး တနေ့တော့ဒီရက်ကွက်ကလေးတဲကိုလူလေး၅ယောက်ရောက်လာတယ်။သူတို့လက်ထဲမှာစာရွက်လိပ်တွေပါလာတယ်။ပင်ကြိုးတွေပါလာတယ်။လမ်းတွေပေါ်မှာအဲ့ဒီပင်ကြိုးကြီးတွေဆွဲဆန့်ကြတယ်၊တိုင်ကြတယ်။ပြီးတော့ဝါးတိုင်ကလေးတွေစိုက်ကြတယ်။ဒီရက်ကွက်ရဲ့ထုံးစံအတိုင်းလူတွေကတော့ဝိုင်းအောင်ကြည့်ကြတာပေါ့။အလံကလေးတွေဟေ့လာကြည့်ကြစမ်းအလံကလေးတွေဟဲအလံကလည်းကျွတ်ကျွတ်အိတ်ကြီးတွေ။ ကလေးတွေကတယောက်တစ်ပေါက်អော်ကြတော့တည်င်းကပြန့်နှံ့သွားတယ်။ကလေးတွေကအမြင်ကွင်းကိုအထူးအဆန်းတစ်ခုလိုမျက်လုံးအပြူတာနဲ့ကြည့်ကြတယ်။နောက်တော့လူကြီးတွေလည်းမျက်လုံးပြူပုံကြတာပါပဲ။ဒီနောက်တော့ချစ်သူကိုရွှေနှမ်းထက်မှာထားခြင်းနဲ့ဝက်ကြီးတို့ဂီတာတန်တွေရောကလေးမှုတန်တွေရောဗီဒီယိုရုံကမီးဆက်တန်တချုံချုံရောအားလုံးဟာတိတ်ဆိတ်သွားတယ်။ အရာရီမှာတော့လိုင်းချက်ခုကလေးတွေထားနေလေရဲ့တိရွက်ကလေးတွေလုံနေကြလေရဲ့တတွေးတွေးတိုက်ခတ်လာတဲ့မြစ်လေဟာရက်ွက်ကလေးတွေကိုလွတ်လွတ်လပ်လပ်တန်းတန်းမမတ်ကြီးဝင်သွားတယ်ပြီးတော့ဝလုံးထိပ်ဖျားကကျွတ်ကျွတ်အိတ်ကလေးတွေကိုတစ်ဖြည်းဖြည်းညီအောင်ခါပြစ်လိုက်သေးတယ်ကျွတ်ကျွတ်အိတ်လေးတို့တန်ဟာရက်ွက်ကလေးကိုလမ်းမိုးသွားတယ်မြစ်လေကလည်းတတွေးတွေးကျွတ်ကျွတ်အိတ်ကလေးတွေကလည်းတစ်ဖြည်းဖြည်းညီလို့ဒါပါပဲအတန်ဆိုလို့တိတိ ချက်စာနားထောင်မှဒါပဲရှိတော့တာလေအခုတော့လေရက်ွက်ကလေးဟာတကယ်ကိုပဲစိတ်ငြိမ်သွားတယ်ငြိမ်လေးတမတုတ်တုတ်တောင်မလုပ်ဘူးအမတ်တရားမတ်1998ရွှေအမြုပ်တေမကန်စင်ဟုတ်ကဲ့ပါရှင်နားဆင်အားပေးခဲ့ကြသူအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်အားလုံးပေးခြင်းကျမ်းမာပြီးထိပ်ပင်မမှုများကင်းဝေးသောနေ့ရက်လေးများပိုင်ဆိုင်နိုင်ကြပါစေရှင်